လီးချိန်မြောင်လီလံပွဲလုပ်ခဲ့ပြီးအောင်မြင်ခဲ့ခြင်းမရှိတဲ့ချမ်းမဲ94အားလုံးပဲမင်္ဂလာပါ ဒေါခင်ကြီးမြေပေါင်းတက္ကသိုလ်ရိပ်သားလမ်းမှာရှိတဲ့ချမ်းမန်54ဟာဆိုရင်တော့နေကာနီပါဂျင်ဝန်ပြီးတော့ရခင်အားတောင်ဆန်းစုကြည်ကိုနေကျေကျုပ်ချမှတ်ခဲ့တဲ့နေရာလေးဖြစ်ပါရည်။နောက်မျိုးဆက်ဖြစ်တဲ့ဦးအောင်ဆန်းဦးကလည်းချမ်းမန်54ရဲ့အမွေဆက်ခံခွင့်နဲ့ပတ်သက်ပြီးတရားရုံးမှာရှောက်ထားခဲ့ရမှာတော့အမွေဆိုင်မှုက2009နှစ်လောက်ကလေးကစတင်နေကြတာလေးဖြစ်ပါရည်။2016ခုနှစ်မှာရန်ကုန်နောက်ပိုင်းခရယုံကချမ်းမန်54ရဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုတောင်ဆန်းစုကြည်ကရယူရန်နဲ့တစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဦးအောင်ဆန်းဦးကရယူရန်ဆိုပြီး ော့ခွဲဝေပေးခဲ့ပါတယ်။ဒါပေမဲ့ဦးအောင်ဆန်းဦးကတော့ခြံတစ်ခုလုံးကိုလီလံပစ်ပြီးတော့မှရှားလာတဲ့ငွေကိုခွဲဝေယူကြရင်အယူခံစစ်စစ်တက်ခဲ့ပါတယ်။နောက်ဆုံး2022ခုနှစ်မှာတော့ပြည်ထောင်စုတရားသူကြီးချုပ်ကဒီမူမှာဦးအောင်ဆန်းဦးကိုအနိုင်ပေးလိုက်ပြီးတော့ခြံမက်54ကိုလေလံတင်ရောင်းချရင်အမိန့်ချမှတ်ခဲ့ပါရီ။ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုကရောဒေါအောင်ဆန်းသူကြီးရဲ့ရှင်းနေတွေကပါကန့်ကွက်ခဲ့ကြပေမဲ့လေရုံးမိတ်တိုင်းလေလံပွဲကိုလှုပ်ဆောင်လာခဲ့ပါရီ။ ဒေါအောင်ဆန်းစုကြည်ထိမ့်သိမ့်ခင်အားချိန်မှာလီလံပွဲလုတာကမမျှတာကြောင့်တရားရုံးမှာရှင်းနေပွဲကစက်တိုက်ကဲခွက်နေပေမဲ့လေရုံးဘက်ကလက်မခံဘဲနဲ့လီလံပွဲလုလာတာလေးချိန်မြောက်ထိရှိလာခဲ့ပါရီချန်မန်54ရဲ့လီလံပွဲကို2024ခုနှစ်မတ်လမှာစတင်လာခဲ့တာဖြစ်ပါရီ လေလံကြံခင်းစီပထမကျင်းချက်315ဘီလီယံဒုတိယကျင်းချက်300ဘီလီယံနဲ့တတိယကျင်းချက်290ဘီလီယံတို့ကိုတရားရုံးကသတ်မှတ်ပေးခဲ့ပြီးတော့လေလံပြစ်ခရမှာဝယ်ယူမဲ့သူမရှိခဲ့တာကြောင့်လေလံမအောင်မြင်ခဲ့ပေဖြစ်ခဲ့ရပါတယ်လေကျင်းမြောက်ဒီလံပွဲအနေနဲ့ဥအောင်ဆန်းဟုဘက်ကတောင်းဆိုလာခဲ့တဲ့ကျန်ကင်းစီလျှော်စီ190ဘီလီယံဖြင့်လေလံပစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပြန်ပါဘူး လေလံအရာရှိကထုံးစံတိုင်းပဲဝယ်ယူမဲ့သူရှိပါသလားလို့သုံးစီမေးမြန်းခဲ့ပေမဲ့လည်းဝယ်ယူသူမပေါပေါခဲ့တာဖြစ်ပါသည်။ဒါကြောင့်ဧပြီလ29ရက်နေ့ချမ်းမဲ54ရှိမှပြုလုပ်တဲ့ဆုထားခြင်းလေလံပွဲကလည်းမအောင်မြင်မဲနဲ့ပြီးဆုံးခဲ့ရပြန်ပါသည်။လက်ရှိလေလံပွဲမအောင်မြင်တဲ့ကိစ္စကိုမနေ့ပြန်မှလေလံအရာရှိကတရားရုံးကိုစီရင်ခံစာတင်သွင်းရန်ရှိကြောင်းလည်းတရားဥပဒေနဲ့ဆက်သူတွေထံကနေပြီးတော့သိရပါသည်။ဥပဒေကြောင်းအရကတော့ချမ်းမဲ54ကိုလေးလံမအောင်မချင်းကြံကင်းစေးပြင်ဆင်တဲ့မှာကအချင်းချင်းလေးလံပြစ်နိုင်ကြောင်းလည်းသိရပါ ါတယ်။ဒါကြောင့်ပြည်စမကျင်းလီလန်ပွဲကိုချန်ကင်းစင်းရှော့ချပြီးတော့ထပ်မံလှုပ်ဆောင်လာဖို့လည်းရှိပါတယ်။ဝမ်ဆန်ဘက်ကလည်းသူတက်မဲ့စီချင်းနဲ့ချန်ကင်းစင်းပမာဏကိုတရားရုံးမှာတောင်းဆိုလာနိုင်ပါတယ်။ချန်မဲ94ကိစ္စကလည်းလူလူကြားမှာစိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်နေပြီးတော့ထိခိုက်မခံတဲ့ကိစ္စမျိုးလို့လည်းပြောလို့ရပါတယ်။ဒါကြောင့်ချိုးတော်လုပ်ငန်းရှင်တွေကချန်မဲ94ကိုဝေယူခြင်းတောင်းမှလူသူရဲ့မျက်မှောက်ကျူတာကိုခရမ်းမဲ့ကိစ္စဖြစ်နေလို့ မထည့်ရဲကြတာဆိုပြီးတော့လေကျန်းကျင်သူတွေကတုံ့တပ်ပါရင်ကြည့်ရှုအားပေးခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစေဝင်စားစရာအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိန်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေ။